ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရိုတီတွေထပ်ပေးရမလားမီရော့ဝမေတာဘိုင်းပါသွားပြီတာရိုတီတစ်ချက်ပဲစားရသေးရဲ့လေနောက်တစ်ချက်လောက်စားပါအောင်တားရဲ့ဒီနေ့ကတားအကျဆုံးရုံးပရိသေးကြော်ထားတယ်လေ အမေရိုဒီတွေကတူးနေပြီးတော့ခါလိုက်ခါရဲဟုတ်တယ်သမီးသမီးအခုတလောချက်တဲ့ရိုဒီဒီအားလုံးတူးနေတယ်ဒီမှာအမေပကံနဲ့ကိုလည်းကြည့်ပါအောင်ကွယ်တူးသွားတဲ့ရိုဒီဒီကိုဖယ်ပြီးချက်ထားတယ်ကြည်နော်မနေ့ကငါးနေ့အတူလှုပ်လှုပ်တဲ့သူတွေငါရေတူးနေတဲ့ရိုဒီကိုကြည့်ပြီးရင်းနေကြတယ်နေကတူးနေတဲ့ရိုဒီတွေဘာလို့ထယ်ပေးရတာလဲဘလို့လောက်ရမှာလဲရှင်ဒီတာဝါတူရှိလှုပ်တဲ့အပြားအရအလျားကနေပါနေပြီကျမတာဝါအစ်ဝယ်ဖို့သွားသေးတယ်တာဝါအစ်စေရရူပီ၄၀၀တောင်ကျော်တယ် ဘလူဝဲရမှာတော့အိမ်ရက်ငွေကြေးအစစ်မပြေမချင်းဒီတိုင်းမဲ့စားကြရတာပေါ့သမီးအမေကြီးအတွက်ထမင်းမဲ့ချက်တော့အဲ့ဒီမှာတော့အားလုံးကတူးနေတဲ့ရူတီတွေကိုပဲစားလိုက်ရပါတော့တယ်ဒီလိုနဲ့မနက်ကနေပြီးမိုးချုပ်သွားခဲ့ပါတယ်ယရနာကဟင်းရတွေလှီပြီးလှော်နေတဲ့အချိန်ဒေဦးကအလေကနေ ပါနေတော့လှော်နေတဲ့အသီးနဲ့နေလဲတူးသွားပါတော့တယ်ဟာဘလူဒုက္ခတွေလဲဟာမနက်တုန်းကရူတီတွေလဲတူးပြီးတော့အခုအတီဟင်းရွက်တွေပါတူးနေပြီး ခရမ်းကျင်သေးတွေစက်တုံနေတွေပြန်လှည့်ရတော့မယ်။ရတနာကနောက်တစ်ခေါက်စက်တုံနေတွေခရမ်းကျင်သေးတွေလှီးပြီးလှော်နေပါတယ်။ဒီတစ်ခါမှတော့ဟင်းကကျက်သွားခဲ့ပါတယ်။ဒါပေမဲ့ပြည်တနာကဟင်းအိုးကိုမီးဖို့ဘောကနေအောက်ကိုချတဲ့အချိန်မှာဒေအိုးရဲ့လက်ကင်တစ်ဖက်ပြုတ်သွားပြီးနေရာမလေးမထိနိုင်ဖြစ်ကဒေအိုးအောက်ကိုလွတ်ကျသွားခဲ့ပါတယ်။ဟာဘာဖြစ်နေရလဲကွာ။အိမ်ကပကံနေအားလုံးမကောင်းတော့ထင်တယ်။မနှက်တော့ကလည်းရိုဒီတူးတယ်။အခုတော့တာရီက ငါနောက်ခေါက်ထပ်ပြီးမချက်နိုင်တော့ဘူးတလောက်ပူအိုက်နေတာတလောက်လေးနဲ့ပဲအားလုံးစားနိုင်ကြမှာပါနင်တော့ကြော်ကြော်လောက်ကမှောက်သွားတဲ့အတွက်ကြောင့်ယတနာကကြောက်ပြားပေါ်မှာချင်းရီပါလှုပ်လှဲရပါတယ်အဲ့ဒီမှာတော့တမိသားစုလုံးကရူတီနဲ့ဟင်းနည်းနည်းပပနဲ့အတူအချင်းရီပဲစားပြီးအိတ်လိုက်ရပါတယ်ငါဒီနေ့ချက်တဲ့ထောပတ်ထမင်းအရန်မွှေးတာပဲဒီနေ့ချက်တာဒူးလည်းမတူကဲတောင်မြင်းမြန်ဆန်ဆန်လေးအောက်ချပြီးတော့ရေထဲခံထဲလိုက်မယ်အားလုံးကစားဖို့အတွက်မရောက်လာကြသေးဘူးဆိုတော့ ။နွေရာသီမှာချက်ထားတဲ့ဟာတွေမတိုးသွားအောင်ရေထဲခန့်ထားမှရမယ်။ယရနာကသူ့တမိသားစုလုံးအတွက်အိုးအပြည့်နဲ့ထောပတ်ထမင်းချက်ပါရီ။အဲဒီနောက်မှာအနာကိုရေထည်ထားတဲ့ပကံလေးကိုထည့်လိုက်ပါရီ။နွေရာသီမှာမပြည့်စည်အောင်လို့ပေါ့။ထမင်းစားချိန်ရောက်ပြီးအားလုံးထိုင်စားဖို့ပြင်နေတဲ့အချိန်မှာယရနာကအားလုံးကိုပကံပြင်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ထမင်းတွေကနေပြီးတော့တိုးနေတဲ့အနှံ့တွေထွက်လာခဲ့ပါတယ်။ဒီအနှံ့ကဒီထမင်းတွေကနေရနေရငါတအားချက်ထားတာမကြသေးဘူးပဲ လို့လောက်ပြီးတော့တိုးသွားရလဲအေးသမီးမကြသေးခင်မှာချက်တဲ့ထောပတ်သမီးကဘလို့လောက်တလောက်မြင်မြန်တိုးသွားရတာလဲဒီထက်ကနေအနှံ့ဆိုးတွေထွက်နေတယ်စားနိုင်ကြမှာမဟုတ်တော့ဘူးအိမ်မှာဒီလိုပုံစံနဲ့ဖြစ်နေစိတ်ညစ်တယ်ခင်းတွေမှောက်လိုက်အစားအသောက်တွေတိုးသွားလိုက်နဲ့သမီးတို့မှာရေခဲတက်တာရှင်ဒီလိုဖြစ်ရမှာမဟုတ်ဘူးရေခဲတက်တာဝယ်ဖို့ဆိုတော့ငါတို့လူစင်းရဲသားတွေအတွက်မဖြစ်နိုင်တဲ့အရာပါရေခဲတက်တာဘလောက်ထိဈေးကြီးလဲဆိုတာနင်သိရလားနင်ကဒါကိုတခြားပကံနဲ့မထည့်ထားနိုင်ဘူးပေါ့လေ နားထင်နေကဒီလိုပကံဒီထဲမှာထည့်ထားလို့ပဲတွေ့ရတာရှင်ပြောတဲ့ပုံကအိမ်ထဲမှာပကံနဲ့အများကြီးတင်ထားတဲ့ပုံနဲ့တူတယ်အိမ်မကလေအိုးခွက်ပကံနဲ့ဆိုတာခုနှစ်ခု၈ခုလောက်ပဲရှိမယ်ခက်ခက်ခဲခဲနဲ့နှစ်ခု၃ခုနဲ့စားစရာတွေချက်ပြီးတော့နှစ်ခု၃ခုနဲ့ကြတော့စားနေကြတာအများကြီးလိုချင်တော့ဝယ်လာခဲ့လေရတနာကဒေါသထွက်ပြီးအင်းရှိကိုထွက်ထိုင်လိုက်ပါလေဒီတော့ချစ်စုကစားရဖို့အတွက်ထမင်းနဲ့ဟင်းမိတ်ချက်လိုက်ပါလေ ဒီတော့ဓမီသားစုလုံးကပူအိုက်နေတဲ့အချိန်မှာထမင်းနဲ့ပင်ဟင်မိတ်စားကြရပါတယ်။ဒါပြင်ကနေစော့ပြီးလာတာမေးအတော်ကပြောတော့အမေဖြိုးရီလှုပ်ထားတယ်ဆို။ဒါရန်ရေးစားနေတယ်။တောက်လေဖြိုးရီတိုက်ပေါင်း။အေးဒါလေးခဏလေးနော် အမေခုဖြိုးပေးမယ်။ယရနာကအဲ့ဒီဖြိုးရီကိုဖြိုးပြီးတော့သူ့သားလေးကိုပေးလိုက်ပါတော့တယ်။ဇော်ဇော်ကအဲ့ဒီရေခွက်ကိုယူပြီးဖြိုးရီတောက်နေတဲ့အချိန်မှာရုတ်တရက်သူ့နှာခမ်းရှာသွားပါတော့တယ်။အမေဒါနှာခမ်းနဲ့ကသူ့ရီထွက်လာပြီ။ ဒီရေခွက်ကကွဲနေတယ်ဒီရေခွက်ကြောင့်တန်းနှခမ်းရှာသွားတာတော်တော်ခက်ခက်ခဲခဲနဲ့အိမ်မှာရေခွက်နှစ်ခွက်သုံးခွက်ပဲရှိနေတာအဲ့ဒီခွက်တွေကလည်းအနားတွေကွဲနေတယ်ပေးအိမ်ကအိမ်ကြီးချင်းတွေအိမ်မှာတခုခုအပေးယူလုပ်ရင်လဲအိမ်ကပကံတွေနဲ့ထည့်ပြီးပေးရတာရှက်စရာကြီးသူတို့ကတော့ပေးစရာရှိရင်သူတို့ရဲ့ဖန်ခွက်တွေနဲ့ထည့်ပြီးပေးတယ်ငါတို့မှာတော့ဒီစတိခွက်အကွဲတွေပဲရှိတယ်ဒီလိုနဲ့နေရတွေကုံဆုံးသွားပါတော့တယ် ညနေခင်းတခုမှာတော့ယတနာကဈေးကနေပစ္စည်းတွေဝယ်ပြီးအင်ကိုပြန်နေခဲ့ပါတယ်။အဲဒီခါမှာယတနာရဲ့တငယ်ချင်းနှစ်ယောက်ကသူ့ကိုလမ်းမှာတွေ့သွားခဲ့ကြပါတယ်။ဟာယတနာပါလား။ဟဲ့ငါတို့မတွေ့ရတာအရန်ကြာပြီပဲ။အခုမှတွေ့ရလားနေရ။အိမ်မှာအလုပ်တွေများနေတော့မတက်နိုင်ဘူးလေ။ကဲပါနင်တို့နဲ့တွေ့ဖို့အတွက်ငါဒီဘက်တနင်္ဂနွေနေ့ကျရင်နင်တို့ရဲ့အိမ်ကိုလာခဲ့မယ်။ဟုတ်ပြီလား။အမရပါဘူး။ဒီတခါတော့နင်ကငါတို့ရဲ့အိမ်ကိုမလာရဘူး။ ငါတို့ကနှိမ့်ရအိမ်ကိုလာကြမှာငါတို့တွေးချင်ကြတဲ့အချိန်ကျရင်နင်ကြီးပဲငါတို့အိမ်ကိုလာတာငါတို့ကြတော့နှိမ့်အိမ်လည်းမခေါ ው ငါတို့လည်းနှိမ့်ရအိမ်ကိုလာချင်တာပေါ့ဟာရတာပေါ့မေးစရာလားဟာဒါဆိုဒီဘက်ကျရင်နင်တို့နှစ်ယောက်ပဲငါအိမ်ကိုလာခဲ့ကြဟုတ်ပြီလားယရဏကသူတငယ်ချင်းနှစ်ယောက်ကိုအိမ်ကိုလာဖို့ဖိတ်လိုက်ပေးမယ်ယရဏမှာစိတ်ပူနေရတဲ့အကြောင်းရင်းတစ်ခုကတော့သူတငယ်ချင်းတွေသူ့အိမ်ကိုအလေးလာရင်သူတို့ကိုဘလို့ပကံနေတဲ့မှာစားစရာတွေထည့်ပေးရမလဲဆိုတာပါပဲ ယန္နာကဒါနီကိုတွေးတောနေချိန်မှာပဲသူ့ရဲ့ခင်မောနေမင်းကသူ့လက်ထက်မှာဒိန်ကျင်းထိထားတဲ့မြေအိုးကိုယူလာခဲ့ပါတယ်။ဒီမှာကြည့်ပါဦးယန္နာငါဘာယူလာလဲဆိုတာငါနေ့အတွက်မြေအိုးဒိန်ကျင်းယူလာတယ်နေတော်ရင်းကြိုက်တယ်မလား။ဟာဒါဈေးကြီးရဲ့လေရှင်းစီမှာတလောက်ပတ်စံလို့ရှိမှာမဟုတ်ရှင်းတော်ဘယ်ရောက်ယူလာရတာတုန်းဒီနေ့ငါ့ရဲ့တတိယရင်းပြောင်းနေတာအဲ့ဒီအတွက်ကြောင့်သူကငါတို့လုံသမားတွေအားလုံးအတွက်ဒီမြေအိုးဒိန်ကျင်းကိုဝေးတိုက်တာ ိမ်ပြန်ချင်းဖြစ်နေတော့ငါအနေနဲ့အတူထိုင်တော့မေးဆိုပြီးငါမတော့ဖင်းတဲ့အိမ်ကိုယူလာခဲ့တာ။ကြည့်ပါလာတောက်ကြရအောင်။ယရနာကဒင်းချင်းကိုတောက်လိုက်တော့ဒင်းချင်းကခြုံမြတယ်လို့အေးလေးအေးနေပါတယ်။ရှင်ရဆက်ယုံကဒီကနေအဝေးပဲ။ရှင်တလောက်ဝေးကြီးကနေယူလာတာတော့မှဒင်းချင်းအေးနေပါလား။မြို့ထဲမှာယူလာတာဆိုတော့ဘယ်လိုလုပ်ပူရမှာလဲ။မြို့ထဲမှာဆိုတော့ဘာထိတ်ထိတ်အေးနေပြီးတော့နှင်းနှင်းမြဲမြဲပြည့်စည်မသွားဘူးလေ။ဒါကြောင့်ရွာရီမာလေးလူတန်းရာသူတို့ရဲ့မိဘကြောင့်မှမြေဥရီပင်တုံးကြတာ ညူရီရဲ့အတန်ကိုကြားလိုက်ရတော့ယန္တနာမှာအကြံဉာဏ်ထွက်သွားခဲ့ပါတယ်။ရှင်ပြောမှပဲမှတ်မိတော့တယ်။ကျမတို့ကပကံတွေနဲ့ပတ်သက်ပြီးတော့အလကားစိတ်ပူနေကြတယ်။ကျမတို့လည်းမြေအိုးတွေလုံနိုင်တာပဲလေ။ဟုတ်တာပဲ။ငါတီစကားကိုဘယ်လိုလုပ်မိသွားရတာလဲ။ပြီးတော့နင်ကမြေအိုးတွေလုတ်တက်တာပဲ။နင်အမေအိမ်တုန်းကလည်းမြေအိုးတွေလုံနေကြပဲ။နင်မြေအိုးတွေလုံနိုင်နေ။အခုတော့ယန္တနာကသူ့ရောက်ခမနဲ့အတူမြေအိုးတွေလုတ်ဖို့အတွက်မြေကြီးတွေအများကြီးယူလာခဲ့ပါတယ်။ အဲ့နောက်မှာမြေကြီးတွေကိုရေနဲ့ဖြိုပြီးသူတို့လိုအပ်တဲ့အလျောက်အိမ်မှာသုံးဖို့အတွက်ပုဂံတွေအိုးတွေလုံနေကြပါတယ်။အမေကြီးတမီးတို့လိုတလောက်အိုးခွက်ပုဂံတွေလောက်ပြီးပြီးပုဂံတွေထမင်းအိုးတွေခင်းအိုးဇွန်းရေခွက်စုံနေပြီ။အိုးပုဂံတွေနှစ်ခုလောက်ထပ်လုပ်လိုက်မယ်လေ။အိုးကြီးကိုလည်းနှစ်ခုလောက်ထပ်လုပ်လိုက်မယ်။ပြီးတော့မေကြီးကမြေကြီးတွေနဲ့ရေပူးပါလှုပ်ချင်တယ်။ဒီလိုဆိုတော့ရေတွေကအချိန်ကြာကြီးအေးနေမှာလေ။သုံးလရက်အတွင်းမှာပဲအဲ့ဒီမြေအိုးတွေကကောင်းကောင်းမွန်မွန်ခြောက်သွားခဲ့ပါတယ်။ အဲ့တော့ယန္တနာကသူ့ရဲ့မိဘကြောင့်ကိုမြေအိုးတွေနဲ့ဖြည့်လိုက်ပါတယ်။မိဘကန်တစ်ခုလုံးမှာမြေအိုးတွေနဲ့ပြင်နေပါပြီ။အခုတော့ယန္တနာကမြေအိုးတွေတိုင်းပါပဲထမင်းဟင်းတွေချက်ပါတော့တယ်။အားရလိုက်တာ။အခုနမြေအိုးနဲ့လှုပ်တဲ့တာဝါပေါ်မှာရိုတီတွေကျော်တော့လေရိုတီတွေမတူသွားအောင်အခုလည်းဒီဟင်းအိုးမှာဟင်းတွေမတူဟင်းအနက်တွေလည်းမှုန်းနေရပဲ။ကဲအရသာရောဘလို့နေလဲဆိုတော့ကြည့်ရတာပေါ့။ မြေဦးထဲမှာချက်ထားတဲ့စားစရာတွေကိုအင်သူအင်သားတွေအားလုံးကကြိုက်နှစ်သက်ကြပါတယ်။မြေဦးထဲမှာချက်ရတာကြောင့်စားတော့တွေရဲ့အရသာကလည်းတာမန်ထက်ပိုပြီးစားကောင်းနေပါတော့တယ်။ဒီလိုနဲ့နေရတွေထပ်ပြီးကုံဆုံးသွားကယတနာရဲ့တငယ်ချင်းတွေလည်းသူ့အင်ကိုရောက်လာကြပါတယ်။တပည့်နဲ့နီလာတို့ကယတနာရဲ့မြေဦးနဲ့ပြည့်နေတဲ့မိဘချောင်းကိုမြင်တဲ့အခါမှာသူတို့နှစ်ယောက်ကသဘောကျသွားခဲ့ပါတယ်။ဟာယတနာနေမိဘချောင်းထဲမှာမြေဦးတွေကြီးပဲလှလိုက်တာဟဲ့။တထေးကြီးတွေကတော့လေ သူတို့ရဲ့အိမ်မှာမြေအိုးတွေပဲအသုံးပြုကြပြီးတော့မြေအိုးထဲမှာစားနေကြအောင်ဗီဒီယိုတွေလုပ်ပြီးအင်တာနက်ပေါ်မှာတင်ကြတယ်။ကဲပါနင်တို့တွေခြေတွေလက်တွေဆေးလိုက်ကြတော့ငါနင်တို့စားဖို့ခူးပေးမယ်။သူတငယ်ချင်းနှစ်ယောက်ကလည်းမြေအိုးထဲမှာချက်ထားတဲ့စားတောက်တွေကိုရမ်းကြိုက်ကြပါတယ်။သိလားပြီးခဲ့တဲ့နှစ်ကလေငါတို့မိသားစုတွေတောင်ပေါ်ဒေသကိုအလဲသွားတဲ့အခါအဲ့မှာတူရှည်တွေစားခဲ့ကြတယ်။ငါအိမ်ပြန်ရောက်တော့သူတို့လိုတူရှည်ရအောင်နီးမျိုးစုံနဲ့လှုပ်တဲဟာဒါပေမဲ့လည်းသူတို့လိုမရဘူး။ ငါအခုမှပဲသဘောပေါက်တော့တယ်။အဲ့ဒါကြောင့်တောင်ပေါ်ဒေသလူတွေကမြေအိုးထဲမှာပဲချက်ပြုတ်ကြတာကိုစားစရာရဲ့မူလအရသာလဲဒီမြေအိုးတွေထဲကပဲရတာ။ဟုတ်တယ်။အခုကမားကတ်မှာမြေအိုးမြေပကံတွေကဈေးလဲကြီးတယ်။ငါလဲငါ့ရဲ့မိဖို့ကြောင့်မှရေအိုးကြီးတစ်လုံးလိုချင်တာကြပြီ။အော်ပြီးတော့ယတနာဟိုထဲမှာတင်ချင်ထည့်ထားလား။ဒီလောက်ပူအိုက်နေတာအဲ့ဒီတင်ချင်တွေကမပြည့်စုံဘူးလားဟဲ့။မဖြစ်ပါဘူးနီလာရဲ့။မြေအိုးထဲမှာလေတင်ချင်နေမကဘူး။ ။ဘယ်အစားတောင်းမှမပြက်စီဘူး။မြေဦးရဲ့အေးမြောက်မှုအတွက်ကြောင့်ထမင်းနဲ့ဟင်းနဲ့ဘာမှမပြက်စီဘူးလေ။ဟဲ့။နင်ဟာတလောက်လှတဲ့မြေဦးမြေခွက်တွေလုံနိုင်တာ။ဒါတွေဘာလို့မရောင်းရတာလဲ။ဈေးတွေမှလေ။မြေပကံနဲ့ရူပီ200နဲ့ရောင်းနေကြတာ။ဒီတော့နင်ဟာအခုရူပီ180နဲ့ရောင်းပေါ့။နင်ဆေးလျှော့ပြီးရောင်းရင်ဝယ်သူတွေကနှစ်စီမှာဝယ်ကြမှာပဲ။အင်းဟုတ်တယ်ဟာ။ငါလည်းဒီเจ้าနေပဲတွေးနေတာ။ဒါပေမဲ့ငါကြောက်တာလေ။ဒီအလောက်ကအောင်မြင်မှာလားမအောင်မြင်ဘူးလားဆိုတာပဲ။ ဒါပေမဲ့အခုနေနိုးညောင်ရဲ့အားပေးမှုကြောင့်ငါဒီအလောက်ကိုလှုပ်သက်တယ်လို့ဆုံးဖြတ်လိုက်ပြီယရနာကသူ့ရောက်ခမဒေါ်အင်းနေတူမြေဥတွေထက်လှုပ်ပြီးသူ့အိမ်အရှိမပဲစောင်းရောင်းပါတော့တယ်အခုချိန်မှကမြေဥတွေခေစားနေပါတယ်အဲ့တော့ကြောင့်မို့လို့သူတို့လည်းရောင်းအားတွေရမ်းကောင်းနေပါတယ်အိတ်ကားကြတဲ့ပတ်စံတွေနဲ့သူတို့မှလိုအပ်ချက်ရှိတာတွေအကုန်လုံးကိုဖြည့်ဆည်းနိုင်သွားခဲ့ကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။